ကဲအားလုံးပဲမင်္ဂလာပါပွဲစုံရဲ့ကွဲကျူသုံးတစ်ချက်အစီအစဉ်ညနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခုဗီဒီယိုမှာလည်းဒါစက်တင်ဘာလ29ရက်နေ့ည7:00နာရီပွဲအချိန်မှာကန်တော့မယ်ဒါပရီးမီးယားလိဘရောင်းစစ်ရဲ့ဒါနောက်ထပ်ပွဲစဉ်နှစ်ပွဲကိုပွဲကျူသုံးတစ်ချက်အစီအစဉ်လေးကျွန်တော်ညီကိုမြတ်ကပြုလုပ်တင်ဆက်ပေးကောင်းပါတယ်ဖြစ်ပါတယ်ဗျာမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ဗျာပထမဆုံးပွဲတစ်ပွဲကတော့ဒါခရစ်စ်ဘေးလစ်နဲ့ဒါလူကာဘူးတို့တွေ့ဆုံမဲ့ပွဲလေးဖြစ်ပါတယ် ရစ်ဘေးစနဲ့ဒီဘဘူးလို့ရဲ့ဒါပွဲရဲ့ creative တွေးဆမှုကဒါတော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေတဲ့အခြေအနေထိုးမှလည်းဖြစ်နေတာဖြစ်တယ်ကိုဟုတ်ကဲ့လီဗာပူးအသင်းကိုစပြီးပြောမယ်ဆိုရင်တော့ဒါလီဗာပူးအသင်းအနေနဲ့ကတော့ဒါနီဗျာအီအာနီဆော့ရဲ့ဥဆောင်မှုဒါဂူဂီယာမြောက်ယာတီမှာဒါပရီးမီးယားလိဒါ6ပွဲမြောက်မတိုင်ခင်မှာဒါပရီးမီးယားလိ9ပွဲကစားပြီးအချိန်မှာဒါ9ပွဲလုံးကိုရမှတ်အပြည့်နဲ့ယူထားပြီး9ပွဲဆက်နေတဲ့အသင်းနဲ့တော့အသင်းနဲ့ဖြစ်တယ်ကို ပြီးတော့ဒါ Crystal Palace ပေါ့နော် Crystal Palace ကလည်းပြင်ကြည့်မယ်ဆိုရင် Premier League ဒါ96မတိုင်ခင်ငါပုတ်ကစားပြီးရဲ့အချိန်မှာနှစ်ပွဲနိုင်၃ပွဲတည်ရည်ဆိုရဲရလတ်နဲ့ဒါ Premier League မှာချုံးပွဲမရှိသေးတဲ့အသင်းတစ်သင်းနဲ့ဖြစ်တွေကိုဆိုတော့ဒီနှစ်သင်းရဲ့ K-Tide Drew ဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်တသင်းကတော့လုံးဝနိုင်ပွဲဆက်နေတဲ့အသင်းရမှတ်ဆုံးဆုံးသားချင်းမရှိတဲ့အသင်းနောက်တသင်းကလည်းဒါနိုင်ပွဲဆက်တာမျိုးမဟုတ်ပေမဲ့ဒါချုံးပွဲမရှိထားတဲ့အပင်ဆိုတော့ဒါတော်တော်လေးကြည့်ကောင်းတဲ့ဘောတွေတို့ဒီတော့နေနေငင်းမိပါရဲ့ကိုโอเค နောက်ထပ်ဒီပွဲမှာဒါစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ချက်ကိုဒါကျွန်တော်အနေကျွန်တော်အနေကကြည့်ရမယ်ဆိုရင်တော့ဒါ Crystal Palace ရဲ့နောက်တန်းစားသမားမက်ဂူရီပေါ့နော်မက်ဂူရီကဒါ Premier League ရဲ့ Gignoia ဒီကျွန်တော် Transfer Market ရဲ့ဒါနောက်ဆုံးနေ့ရက်ဒီကိုနောက်ဆုံးအချိန်မှာဒါ Liverpool နဲ့ဒါ Agreement ရခဲ့တယ်ဆိုပေမဲ့လေဒါနောက်ဆုံးအချိန်မှာပဲပြန်လည်ပြီးပြက်ပြက်သွားခဲ့တာပေါ့နော်ဆိုတော့ဒါဒီအခုတစ်လီရဒီပွဲမှာဒါတော်တော်လေး ကန်ဆန်မှုပြေထန်သလားဆိုတော့ဒေါန်ဆက်လက်ဆောင်ကြည့်ရမှာလည်းဖြစ်တယ်ဗျာဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ဒါအခုဟင်းနဲ့အမြင်လေးတွေကိုတစ်ချက်လောက်သုံးသပ်ကြည့်ပြပါဦးဟုတ်ကဲ့ဒါဒီပွဲစဉ်မှာတော့ဒါစင်နပင်းမြရဲ့အဆင့်တင်နေရအောင်ရောင်းနေတဲ့ဘဘဦးတင်နေငယ်တေချာဘောခက်ခဲတဲ့ပွဲစဉ်ပဲဖြစ်လာမှာဗျာဟုတ်ကဲ့ဘာလို့ဆိုအင်ရှင်ခရစ်စတဘယ်တင်ရတာဒီမြန်ငါးပွဲကစားတဲ့ချိန်မှာဒါသူ့နေလုံးဝရှုံးခွဲလည်းမရှိခဲ့ဘူးသုံးဝေးတည်နှစ်ပွဲနိုင်ဆိုရရလနဲ့တို့ဒါပင်းမြရဲ့အဆင့်ငါးမှာရောက်ရှိနေတယ်သူ့နေနဲ့ဒါပေးဖို့ဆိုလို့ရနှစ်ဘိုးပေးခဲ့ရတယ်ဗျာအာဒီယာဒီမာဒါ သူရဲ့ဒီအဒီမနာသူရဲ့တင်းရဲ့အဓိကသက်စစ်ကရသမအစီအအာဆနယ်တင်းကိုရောက်သွားခဲ့ပြီမဲ့လေသူတို့တင်းနဲ့ဖောင်းမပြတ်ခဲ့ပဲနဲ့တာဂျက်လက်ကောင်နဲ့ရရှိနေတဲ့အတင်းဖြစ်တဲ့ကဟုတ်ပြပြကိုဟိုကဒီဘွဲစင်မှာဒါ ancient crystal belly တင်းနေတယ်ဒါဒီဘက်ဘက်စနာရဲ့ဦးဆောင်မှုနဲ့တူဒါဒီရာဒီပေးမြလေးမှာဂျက်လက်ကောင်နဲ့ရရှိနေတဲ့တင်းဖြစ်ပြီးတော့ဟုတ်ကဲ့အဲတယ်လဘဦးတင်းနေတယ်လေဒီရာဒီမပေးမြလေးမှာရန်လုံးဖြည့် နိုင်မရရှိတာပြီးတော့ဒီပေးတင်လာတာဘယ်တင်ရရလက်ကောင်းနေဆက်လက်ရရှိအောင်ဆွမ်းဆောင်သွားမယ်ဆိုတော့ဒိုလေးစိတ်ဝင်စားဖို့ကောင်းနေကအဲဒီပေးတင်လာတာ Christian Bailey တင်မှာဆိုလို့ရှိရင်သူရဲ့ကိုယ်နဲ့ကစားသမားဒီကူရီးယားကဗန်ယာကြောင့်ဒီပေးလွှတ်ဆောင်မှာဖြစ်ပြီးတော့အဲတက်တော့တင်မှာတော့အဲဒီနွေရတရားမှာကိုရီးယားရဲ့ဟူကူအီဂီဒီဂီဒီကရက်ပွဲစဉ်နှစ်ဝါတနီပြည်တယ်ကြောင့်ဒါဒီပွဲစဉ်လွှတ်ဆောင်မှာဖြစ်တယ်ဗျဟုတ်တယ်ဗျအဒီဝတ်မှာတော့ Ancient Crystal Belly တင်းရင်ဒီပြ Classic အနေနဲ့ဒါတည့်ရပုံမှန်ပွဲထွက်နေကြတဲ့ line up ပုံစံဖြစ်တဲ့3421ဆိုတဲ့ line up နဲ့ပဲကိုထားတာမျိုးထင်တယ်က ဟုတ်တယ်ဗျာအကုမနဲ့မှာဆိုလို့ရှိရင်တော့ခန္ဓာဆန်ကဝေါ်တာတောင်မှာဖြစ်ပြီးတော့တနော်ရင်တောင်းနေမှာဆိုလို့ရှိရင်မက်ခူရီရတာဥဆောင်လာမှာဖြစ်တယ်ဗျာဟုတ်ကဲ့အကိုလေးပိုင်းမှာဆိုလို့ရှိရင်တော့ဝါဒန်ကဒါဥဆောင်ပွဲထက်လာမှာဖြစ်ပြီးတော့တက်စစ်ပိုင်းမှာဆိုလို့ရှိရင်အသူတို့သူတို့တင်ရတာအအဓိကတိုက်စစ်ကတာမှာအမတ်ထီချာအဒီစာမှာဒါပေါ်ထလာမှာဖြစ်တယ်ဗျာပြီးတော့ကျွန်တော်တစ်ခတ်အဲတဲလဘဟုတင်မှာဆိုလို့ရှိရင်တော့နီးပြအာနီစလောဟာဒီကောမန်ပေါ်ထနေကြလမ်းတဲ့ပုံစံဖြစ်တဲ့4231ဆိုတဲ့ပုံစံနဲ့ပဲပေါ်ထလာမှာလို့ထင်ရဗျာအခုဒီမှာနေရာမှာဆိုလို့ရှိရင်အလီစင်ဒါနောက်တဲ့လျှောက်နေရာမှာဆိုလို့ရှိရင် အညာနောက်ခံကစားမနေရာမှာဆိုလို့ရှိရင် frame bomb စင်နာဘက်မြောက်နေရာမှာဆိုလို့ရှိရင်အဖန်တိုင်းနဲ့ဒီကိုနာဒီပေါ်ထွက်လာနိုင်ပြီးတော့ဘယ်နောက်ကနေရာမှာဆိုလို့ရှိရင်မိုင်းလိုကကအကိုရဲ့နေရာနေရာမှာဆိုလို့ရှိရင်တော့ max elisa နဲ့ ground ကင်မရာဘက်ကပေါ်ထွက်လာနိုင်ပြီးတော့တောင်မတက်စစ်နှစ်ဖက်မှာဆိုလို့ရှိရင်ဒါ mohammed salah နဲ့ cody kabul ကပေါ်ထွက်လာမယ်ထင်တယ်ကဟုတ်ကဲ့ဗျာနောက်ချန်တိုက်စစ်နံပါတ်10နေရာမှာဆိုလို့ရှိရင်တော့ support line နဲ့ပေါ်ထွက်လာမယ်ထင်တယ်ဗျာဟုတ်ကဲ့တက်စစ်မှုနေရာမှာဆိုလို့ရှိရင်တော့ဒါ အလသနာအိဆက်ပေးတာပို့ထက်လာမင်းချင်နေဗျဟုတ်ကဲ့ပါကိုဟာဒီပွဲမှာတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေလည်းတွေ့ရတယ်ဘူးဆိုတော့ Premier League ဒါ Round 5မတိုင်နေနာ Premier League Round 6မတိုင်နေမှာဒါ Premier League အနေနဲ့ဒါတော်တော်လေးကောင်းတဲ့ Base Match ကြီးကိုတော်တော်လေးအဲစီစဉ်ပေးခဲ့ရအောင်တွေ့ရတယ်ကျွန်တော်ဒါစိတ်ဝင်စက်တမ်းများအောင်လည်းကြည့်ခဲ့ရတယ်ဒါပေမဲ့ဒီ Round 6မှာတော့ဒါ Big Match တော့မပါဘူးဆိုပေမဲ့ဒီ Premier League ဒါအသင်းကြီး6တင်းလေးမှာတော့ဒါ Liverpool ပြစ်စုံအောင်မဲ့ဒါ Frisbee Billies နဲ့ Poison ကဒါ ဒီ brown six ရဲ့ accountable position ဘွဲလို့တော့ကျွန်တော်နေနဲ့နေမိပါရဲ့ကိုဆိုတော့ဒီဘွဲမှာတော့ဒါ crystal palace အသင်းနေတဲ့ဒါအချက်လက်တချို့ကိုတော့ကြည့်ရမယ်ဆိုရင် Crystal Palace ကဒါနောက်ဆုံး၅ပွဲမှာ၉ဂိုးအထိကျန်ထားတာကိုတွေ့ရပြီးတော့ Liverpool အသင်းနေတဲ့ဆိုရင်ဒါနောက်ဆုံး၅ပွဲမှာ၁၇ဂိုးအထိတွေ့ယူထားတာကိုတွေ့ရရဲ့ဘူးပြီးတော့ဒါ Crystal Palace အသင်းနေတဲ့အခါနောက်ဆုံး၉ပွဲဇက်တိုက်ရှုံးဝဲမရှိထားတာကိုတွေ့ရပြီးတော့ဒီ round 6မတိုင်ခင်တန်း Liverpool အသင်းနေတဲ့နောက်ဆုံး၇ပွဲဇက်တိုက် ဒါရှုံးမရှိသေးရဘူးတွေ့ရတယ်ကအနိုင်ထားတော့လည်းညီရပါတော့ခုနှစ်ပွဲလုံးမှာဆိုတော့ဒါဒီပွဲကတော်တော်လေးဒါဒီပရီးမီယာလိရောင်းဆစ်မှာတော်တော်လေးဒါရက်တမရအောင်ဖန်တီးပေးနိုင်မယ်ဒါပွဲတစ်ပွဲလို့ကျွန်တော်နည်းနည်းမင်းမိပါရဲ့ပို့ဟုတ်ကဲ့ဗျာ ဒီပွဲဒီမှာပေါ့နော်ဒီပွဲမတိုင်ခင်မှာဒါလီဗာပူးအသင်းနဲ့ခရစ်စတယ်ပေးလီစုရဲ့ဒါဟက်တူဟက်တစ်ကက်ထရီဆိုမှုကိုတွားကြည့်မယ်ဆိုရင်လီဗာပူးအသင်းနဲ့ခရစ်စတယ်ပေးလီကိုနှစ်ပွဲနိုင်နှစ်ပွဲရှုံးတပွဲသီးဆိုရရလောက်ကိုပါဆင်နှားတွေ့ရတယ်ကိုအာဒီထိတဲ့ထရီဆိုမှုကြီးကဒါနောက်ဆုံး၅ချိန်ကိုတွားကြည့်မယ်ဆိုရင်တော့ဒါလီဗာပူးအသင်းနဲ့တိတ်မတာနေရကိုမြင်ရတယ်ကိုခရစ်စတယ်ပေးလီကတော့ဒါအချက်လက်တချို့ရနင်းငယ်တာနေရဆိုပေမဲ့လေဒါအခုချိန်မှာလီဗာပူးကအမြင့်ပြန်နေအသင်းသင်းဖြစ်တာနဲ့အညီဒါခရစ်စတယ်ပေးလီကခရစ်စတယ်ပေးလီပုံမှာတော့ဒါတော်တော်လေး လာမှုမှုရှိပြီးတော့ငကဘူးတင်းကပဲဒါကီဘွဲမှာ fave favorite အတင်းတစ်ခုတင်းဖြစ်နေတယ်ကျွန်တော်အနေနဲ့သုံးသပ်ကြည့်ချင်ပါတယ်ဘူးဒါပေမဲ့လည်းလီဗာပူးတင်းရဲ့နောက်ဆုံးခရစ်စယ်ပေးလီစင်တွဲဆောင်ခဲ့တဲ့ပွဲနှစ်ပွဲကိုသွားကြည့်မယ်ဆိုရင်ဒါခရစ်စယ်ပေးလီစအတင်းကပဲအသာစီးကားကိုတွေ့ရတယ်ဗျခရစ်စယ်ပေးလီစကနှစ်ပွဲလုံးမှာအဲဒါပေမဲ့တနင်္ဂနွေတပွဲတည်းဆိုရင်ရန်သက်ကိုရယူခါတွေ့ရဖြစ်တဲ့အတွက်လီဗာပူးတင်းအတွက်လည်းတည်ကြည့်ရမယ်ဆိုရင်နင်းနဲ့အညာတော့မလွေလောက်ကူလို့မြင်မိရဲ့ တော်ကြတဲ့ဒီပွဲမှာဝင်တော့ဒါနီဘက်ဂလက်စနာအဓိကပြောနေတာကဒီနီဘက်ဂလက်စနာအနေနဲ့ဒါလီဗာပူးကိုထိတ်တန်းအတင်းတင်းကိုဒါသူ့ရဲ့ကစားဘက်ဖြစ်တဲ့3 4 2 1ပေါ်မရှင်ဘလောက်အလုပ်ဖြစ်ကြောင်းဆိုတာကိုကျွန်တော်ဒီပွဲမှာတက်တိကြပြီးတော့မြင်ရမှုလည်းရှိနေတယ်လို့မြင်မိရတာကိုဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဩကြဒါဒီနဲ့တင်းရတော့ဒါပရီးမီယာလီကျွန်တော်တို့ယာတီမစခင်မှာကွန်မြူနတီရှိပြကွက်မှာလည်းတွေ့ဆုံခဲ့ရတာဟုတ်တယ်အဲ့တွေ့ဆုံခဲ့တဲ့အချိန်မှာတော့အာအရှင်ပဲလီတင်းရပဲဒါပဲလီစုံပြတဲ့အနိုင်ကြီးကတွေ့ရတယ်ပြောအောင်ပြအဲ့တော့ အဲ့တော့ဒါရာဇီစာပွင့်ပွဲစဉ်မှာရှုံးနေခဲ့တဲ့လဘောက်တင်းနေတဲ့ဒီကြီးပွဲစဉ်မှာဒါရလက်ပွန်ကျောက်ချောက်ပန်းဆန်နေတဲ့တင်းထွက်လာတော့ကိုစပယ်လီတင်းနဲ့တွဲဆုံတဲ့အချိန်ကဒါရဟအဆိုးရီငနဲ့အနေငယ်ဖြစ်နေတဲ့ဘဘောက်တင်းနေတဲ့ဘယ်လိုမျိုးရလက်ကောင်းလို့ရရှိအောင်ချုပ်ပြတော်မယ်ဆိုတော့အာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းမယ်ထင်တယ်ဗျဟုတ်ကဲ့ပါကိုဟုတ်အဒီပွဲစဉ်မှာကျွန်တော်ထပ်ပြီးပြောရမှာဒီယာပီပရီးမီးယားလိမှာဒါပွဲစဉ်၅လဲကစားပြေးအချိန်မှာပေးကုန်းနှစ်ခုပဲရှိခဲ့တဲ့ဒါနောက်တန်းကောင်းနေတဲ့ကိုစပယ်လီတင်းနဲ့ဒါတစ်ဖက်ကလဘောက်တင်းဆိုလို့ရှိရင်ဒါ ပရီးမီယာလိဂ်၅ဝင်းမှာစက်တပူဒီတင်းရဲ့ယော်တာတိုက်စစ်ကောင်းတဲ့တင်းဖြစ်တာနဲ့ညီတာအာခန်းစစ်ကောင်းတဲ့တင်းနဲ့တိုက်စစ်ကောင်းတဲ့အတင်းနဲ့အတင်းဒါပြဆိုမှုမှာဘယ်နဲ့အသာစီးရောက်တော့မလဲဆိုတော့အော်ဒါတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ချက်လို့ကျွန်တော်ထင်တယ်ဗျ။ Okay ဒီဝက်ဆင်တော့ဒီဝက်ဆင်မှာအရှင်ခွဆက်ဘဲတင်းမှာဆိုလို့ရှိရင်သူတို့တင်းရဲ့အဓိကတိုက်စစ်ကစားသမားမာဒီဒါအသာကျွန်တော်တို့စောက်ကြည့်ရမှာဖြစ်ပြီးတော့တစ်ဖက်တင်းအာလေဘာဝူတင်းမှာဆိုလို့ရှိရင်ဒါမူဟာမက်ဆာလဲနဲ့ဒီပွဲစဉ်မှာလာပထမဆုံးပွဲထွက်လာနိုင်ွယ်ရှိတဲ့အလက်ဆန်နာအီဆာက ဗာအဆောက်ကြမယ်ဇာတ်မားကြီးယူကျွန်တော်တော့ခင်နေဗျာဟုတ်ကဲ့ဗျာဟုတ်ကဲ့အဲ့လိုဆိုတော့ဒါကျွန်တော် Premier League Bounce ရဲ့ Boyfriend Way ဖြစ်တဲ့ Acoustic Bailey တင်းနဲ့လပါဦးတင်းတို့ရဲ့ဘွေးစဉ်ကခြေဖွင့်လင်းမှုလေးကိုကျွန်တော်ချက်ပြောပြတင်တယ်ဗျာဟုတ်ကဲ့ခြေဖွင့်လင်းမှုမှာဆိုလို့ရှင်အဲ့တဲ့လပါဦးတင်းကတည်ရီရှုံးဆိုတဲ့ခြေဖွင့်လက်တာပြီးတော့အကူပေါင်းကြီးမှဆိုလို့ရှိရင်390နိုင်ဆိုတဲ့ဂျေးဖွင့်နေတာကျွန်တော်တွေ့ရတယ်ကဟုတ်ပြီပြဒီဝေးစံကကျွန်တော်တို့ရင်းနေကခံမှန်းမယ်ဆိုလို့ရှိရင်အေရှပယ်လစ်တင်းနေတဲ့ဒီရဒီမှာနောက်ထပ်ဟိုကောင်းတဲ့တင်းတင်းဖြစ်တာကြောင့ ဒါလည်းဘာဘူးတင်းနေနဲ့နည်းရခက်ပြနေပြီးတော့ကျွန်တော်ကိုမြင်နေစတဲ့နေရလုံးထီုံရဟုတ်တယ်ပိုပီးယားအနေနဲ့ဆိုလို့ရှိရင်ဒါအဲ့တဲ့အတင်းကြီးလည်းဘာဘူးတင်းနေနေပဲဒါအနည်းဆုံးတရေသူမဟုတ်အနိုင်စပယ်ကလည်းတော့လက်ရှိတော့မယ်ကျွန်တော်ထင်နေရဟုတ်ပြပါဘူးဟုတ်ဟုတ်ကဲ့ဒါဒီဘိုးလည်းဒါကျွန်တော်မြင်ရထပ်ပြီးသုံးသပ်ရမယ်ဆိုရင်တော့ဒါလီဗာပူးအတင်းလဲဒါမလွယ်ဘူးရဲ့ပွဲစဉ်တစ်ပွဲကိုခက်တမ်းအမှန်နဲ့အညီဒါပေမဲ့လေကောနော်ဒါပေမဲ့ပေါင်ကောင်းနေရဲ့ဒါခေကန်းအတင်းတင်းဖြစ်တာနဲ့အညီလီဗာပူးအတင်းကပဲ ရက်လက်အချင်းမြောင်းပြီးနင်းငင်နေတယ်ဒီပွဲကိုရန်ကတ်သုံးပတ်ရယူတော့မယ်လို့ကျွန်တော်နဲ့ညီနေပါရဲ့ကိုအဲလီဗာပူးပွဲပြီးသွားတဲ့နောက်မှာပေါ့နော်ဒါမန်ချက်စတာစီးတီးနဲ့ကဘန်လီတို့ကန်တော့မဲ့ပွဲကိုဆက်ပြီးသုံးသပ်ကြည့်လိုက်အောင်ကိုဒီပွဲကတော့ဒါပရီးမီးယားလိရမ်ဆစ်အနေနဲ့ကန်မှာဖြစ်ပြီးတော့ဒါစက်တင်ဘာလ28ရက်နေ့မှာအဲပြီးတော့ဒီအချိန်ရလေ7နိုင်ပွဲအချိန်ပဲပေါ့နော်ဒီအချိန်မှာကန်တော့မှာဖြစ်တယ်ဗျာမန်ချက်စတာစီးတီးကတော့ဒါအက်တီးယက်အင်ကွင်းမှာဘန်လီတင်းကိုဧည့်သည်အနေဧည့်သည်အဖြစ်နဲ့တက်ခန့်ရှင်မြန်ကစားမှလည်းတွေ့တယ်ကိုဒီနေ့တင်းရဲ့ထိခိုက်ပြီးဆုံးမှုမှာတော့ဒါ ပင်မနီဘောင်းဆစ်မှာတွေ့ဆုံတဲ့ဒီနှစ်သင်းရဲ့ပြည်စုံမှုကတော့ဒါမြင်းများစစပြောစရာမရှိဘူးဆိုပေမဲ့ဒါမန်ချက်စတာစီးတီးအနေနဲ့ကတော့ပြောစရာပိုများမယ်လို့ကျွန်တော်အနေနဲ့မြင်မိပါတယ်ကိုဆိုတော့မန်ချက်စတာစီးတီးကတော့ဒီပွဲမတိုင်ခင်မှာဒါပရီးမီယာလိမာကော့ကစားပြီးတဲ့အချိန်မှာနှစ်ပွဲနိုင်နှစ်ပွဲရှုံးတပွဲတည်ဆိုရရက်လက်ကိုပိုင်ဆိုင်ထားပြီးတော့ဒါအဆင့်ကူးမှာရက်တည်နေရလို့တွေ့ရတယ်ကိုတန်လီသင်းကတော့ဒါတပွဲနိုင်တပွဲတည်သုံးပွဲရှုံးဆိုရရက်လက်ကိုပိုင်ဆိုင်ထားပြီးတော့အဆင့်16ခိရက်တည်နေရကိုတွေ့ရတယ်ဗျာဆိုတော့ဒီသင်းရဲ့ ကွာခြားချက်ကတော့ကြီးမားရယ်လို့ပြောနေရတယ်ဒါဒီဘက်မှာတော့ဒါမန်ချက်စတာစီးတီးကပဲဒါအထူးက favorite ဖြစ်မဲ့အသင်းကိုကျွန်တော်အနေနဲ့မြင်မိပါတယ်ပို့ဟုတ်ကဲ့ဗျာဒီဘွဲဒီဘွဲနဲ့ပတ်သက်ပြီးဒါအပုမြင်လေးတွေလည်းဒီချက်တော့သုံးသပ်ကြည့်ပြပါဦးများဟုတ်ကဲ့ဒီဘွဲစင်ကဒါပရီးမီးယားလိထိပ်သီးအသင်းဖြစ်တယ်ဒါမန်ချက်စတာစီးတီးနဲ့ဒီယာစီရမှာဒါပရီးမီးယားလိပြနေတက်လမ်းနိုင်နေတဲ့ဗနီတင်းနဲ့တွေ့ဆုံနေပွဲဗျာဒီယာစီပရီးမီးယားလိမှာဒါတန်တက်တင်း၃နင်းတက်လမ်းနိုင်နေပြီးတော့ဒါဘန်လီလေးဆန်နာလန်အဲဒီ၃နင်းထဲမှာဆိုလို့ရှင်တော့ အာလီးနဲ့ဆန္ဒလန်တော်တော်လေးဇလက်ကောင်းကြီးရတယ်မစိုးလို့ပြောလိုက်ရတော့အမတန်နေတင်ရတော့နေလေးဇလက်ကောင်းကြီးရရှိကိုရုံးငန်းနေရပြီးတော့အာတော်တော်ကြီးချင်းနေဆိုတဲ့တင်နေမှာပါတယ်ဗျအာဒီဘွဲစင်မှာတော့ဒါမန်ချက်စတာစီးတီးတင်မှာတော့အာသူတို့ရဲ့အထူးသဖြင့်သာသမိုင်ဖြစ်တဲ့အိုက်နူရီဗန်ချက်ရီကူဆာနောမမိုးရှ်အဒီဂျမရီရတော့တန်အရတော့ဒီချိုပွဲရှိရလို့ကျွန်တော်သိရရပြ။ဟုတ်ကဲ့။အဒီဘက်စမှာအင်ရှင်မန်ချက်စတာစီးနီးတင်းရဲ့နီးပြကြီးကပ်ပေါ်ယူတာနေနဲ့အဲဒီဘက်စမှာပေါ်ထက်လိုင်းနဲ့ ခမန်းဆင်းမှာတော့လီတီလီတီဆိုတဲ့ပုံစံနဲ့ပေါ်ထွက်လာမလို့ခမန်းလာပြီးတော့ကိုယ်မနေမှာဆိုလို့ရှိရင်ဒါဝဲစင်တောက်လျှောက်ကြဆွမ်းပြလာတဲ့ဒူနာတို့မှပေါ်ထွက်လာဖို့ရှိပြီးတော့အတန်းလေးရောက်နေမှာဆိုလို့ရှိရင်နူးနဲ့အဒီရဲ့ဂါဘီရောရီဗ်နောက်တန်းမှာဒီရဲ့ပဲပေါ်ထွက်လာဖို့ရှိပြီးတော့အဒက်ဗန့်စ်မီဖီတာနေမှာဆိုလို့ရှိရင်တော့ရူဒီရဲ့ပေါ်ထွက်လာမယ်လို့ခမန်းလာရဟုတ်ကဲ့ဗျာအပြီးတော့ဒါကောင်မန်တက်စ်နဲ့ချားမှာဆိုလို့ရှိရင်တော့ဘာနာရိုဆေးဗာနဲ့ဒူဘူရောပေါ်ထွက်လာဖို့ရှိပြီးတော့ အာနောက်ဆက်တိုက်စစ်နံပါတ်3ဒန်လို့နေရနှစ်ယောက်နေရမှာဆိုလို့ရှိရင်တော့ keyboard တန်နဲ့ rainer တို့ကပေါ်ထွက်လာမယ်လို့ထင်မှန်းတာတွေကဟုတ်ကဲ့ဒါအထောင်လက်စနူးနေရမှာဆိုလို့ရှိရင်တော့ alien hunter ကပဲပေါ်ထွက်လာမှုထင်တယ်ကဟုတ်ကဲ့ပါဘုံတော့အပြည့်တော့တစ်ဖက်တင် berry တင်းမှာဆိုလို့ရှိရင်တော့ nibia scope barber ဒါတေချာဘောနောက်တန်း upgrade ကစားကွယ်541ဆိုတဲ့ line နဲ့တဲဒါပေါ်ထွက်လာမှုထင်တယ်ကဟုတ်ကဲ့ကိုဟုတ်ဒီပွဲမှာပေါ့နော်ဒါထူးခြားတဲ့အချက်တချို့ကိုလည်းပြောကြည့်ရမယ်ဆိုရင်ဒါ Manchester City အနေနဲ့က ဒါပြီးခဲ့တဲ့ငါးပွဲကစားပြီးတဲ့အချိန်မှာဒါကိုးကိုးထိတွင်ခါတွေ့ရတယ်ပေါ့ပြီးတော့ဒါမန်ချက်စတာစီးတီးအမြင်နဲ့ပေါ့နော်ဒါဒီပွဲမှာကောင်းတဲ့အချက်ပိုထက်ကြည့်ရမယ်ဆိုရင်ဒါဘန်လီတင်းနဲ့နောက်ဆုံးပြီးခဲ့တဲ့၁၈ပွဲဇက်တိုင်မှာဒါ၁၈ပွဲနိုင်ပြီးတော့တပွဲသီးဆိုတဲ့ဂက်လကူခံနီးထားတွေ့ရတယ်ကဆိုတော့ဒီပွဲမှာတော့ပြန်ကြည့်ရမယ်ဆိုရင်ဒါပေမယားကြီးဇာယက်တီမှုမှာတော့ဒါထိတ်တိုက်တွေ့ဆုံမှုတွေကပြန်ကြည့်မယ်ဆိုရင်ဒါမန်ချက်စတာစီးတီးကတော်တော်လေးအားသာပြီးတော့ အာဒီဘွဲမှာလည်းကရက်လက်ကောင်းဖို့အကောင်းသေးသေးနေနဲ့ကျွန်တော်တို့နေတုံးသက်ပြီးရကို Valley Team ဘက်ကိုကျွန်တော်အဲဆိုထက်ကြည့်ရမယ်ဆိုရင် Valley Team ကပြီးခဲ့တဲ့ Premier League 5ဘွဲမှာပြီးခဲ့တဲ့5ဘွဲကစားပြီးတဲ့နောက်မှာဒါနောက်ဆုံး5ဘွဲကစားခဲ့ပြီးတဲ့နောက်မှာဒါ6ဘွဲသွင်းခါတွေ့ရတဲ့ဆိုပြီးမဲ့လေဒါနောက်ဆုံး5ဘွဲစက်တိုက်မှာလည်း Clean Sheet ရောက်ခါနိုင်ငယ်မရှိတာကိုတွေ့ရတယ်ဗျ ကုသမရဲ့စိတ်စိတ်ရင်းမှာကုသမဒုပရကတော့လက်စွမ်းပြနေရဲ့ကုသမရဲ့စိတ်ရင်းမှာယက်တည်နေရဆိုပေမဲ့လေဒါအတင်းရဲ့ရန်လက်ကပူပြီးအရေးကြီးတာဖြစ်တဲ့အတွက်ဒါဗန်လီတင်းကတော့ဒီဘက်မှာတော့အချင်းကြီးမကောင်းတဲ့အတင်းတင်းတို့ကျွန်တော်တို့နဲ့မြင်မိရကိုဆိုတော့ထိတ်တိုက်ပြစ်ဆုံးမှုဒါပြီးခဲ့တဲ့ငါးဘွဲကိုပြန်ကြည့်မယ်ဆိုရင်တော့ဒါမန်ချက်စတာစီးတီးတင်းကပဲငါးဘွဲမှာငါးဘွဲလုံးအနိုင်ရယူခါတွေ့ရပြီးတော့တင်းထားတဲ့ဂိုးတွေကိုကြည့်မယ်ဆိုရင်ဒါနှစ်ဂိုးနဲ့အထက်တွေယူရတွေ့ရတယ်ဗျဆိုတော့ဒါဒီဘွဲကဒါဂိုးပြတ်တော်မလား ဆိုတော့ဒါတော်တော်လေးစိတ်ပူတော့ကောင်းနေရယ်ဖွဲလို့ပဲကျွန်တော်အနေနဲ့အင်းမိပါရယ်ကိုကိုပြဒီပွဲစဉ်မှာဒါမန်ချက်စတာစီးတင်းရဲ့တက်စစ်မှုအဲလန်ဟာလန်ကတော့ပရီးမီယာလိပွဲစဉ်၅ဘက်ကစားပြီးတဲ့အချိန်မှာ၆ခုထိတွင်းနေတာ၆ခုထိတွင်းကတွေ့ရပြီးတော့အဒီပွဲစဉ်မှာတော့လုံးဝနောက်တန်းအားပြီးကစားလာမယ်ကံကြီးတင်းရောဒါသူ့ရဲ့တင်းမှုတွေကျွန်တော်ထက်မြင်ရမလားဆိုတော့ဟောက်ကြည့်ရမှာဖြစ်တယ်ကြွာဟုတ်ကဲ့အဲ့လိုဆိုတော့ဒါပရီးမီယာလိဂေါင်းစီးရဲ့ပွဲစဉ်တော့ဖြစ်တဲ့မန်ချက်စတာစီးတင်းနဲ့တန်းပန်နေတင်းတို့ရတာခြေဖွင့်မှုလေးကိုကျွန်တော်ချက်ပြပြမယ်ဆိုလို့ရှိရင်အင်ရှင်မန်ချက်စတာအီးတင်းရတာနှလုံးတည်ရဆိုတဲ့ကြီး ကြော်ပြတာတွေ့ရပြီးကကိုပေါင်းကြီးမှဆိုလို့ရှိရင်380ရှုံးဆိုတဲ့ကြီးခွင့်တာကျွန်တော်ပြရတာဟုတ်ကဲ့ဗျာအဒီဘက်တော့ကျွန်တော်ဗီဒီယိုနေရခံမှန်းလဲဆိုလို့ရှိရင်အဲလင်ဟန်လိုင်းလိုတက်စမှုရှိတယ်မယ်လေဒါစီးတင်းနေနဲ့ဒီဘက်စမှာဆိုးဆိုးစီးသေးတာဒါတင်းကိုရရှိခဲ့မယ်ဆိုလို့ရှိရင်ဒီဘက်ကမန်ချက်စတာစီးတင်းအတွက်ဂိုးပြက်နံပါတ်ဖြစ်လာလိမ့်မယ်လို့ကျွန်တော်ထင်နေကြဟုတ်ကဲ့ပါဘူးဗျာဟုတ်ကဲ့ဗျာကျွန်တော်အနေနဲ့လည်းဒီဘက်ကိုတုံ့တမယ်ဆိုရင်တော့ဒါအပူပြောသွားခဲ့ဒီဘက်ကတော့နော်ဒါမန်ချက်စတာစီးတင်းနေနဲ့ တက်စီမူဟာလန်ကိုဒါကွန်းလေထောက်ပံ့မှုတွေနဲ့အတူဒီပွဲမှာကိုရီးအများပြနီးရနိုင်ပြီးတော့ဒါမဲ့ဆိုတာစီတီကကိုပြနိုင်ွယ်တပွဲကိုပေါ်ဆောင်ရမယ်လို့ကျွန်တော်လည်းတုံးသက်ကြည့်ချင်ပါတယ်ပို့ဟုတ်ကဲ့ဟုတ်ကဲ့ပြဟုတ်ကဲ့ပြဒီလိုဆိုတော့ဒါကျွန်တော်ညကိုညသုံးသက်တင်ဆက်ပေးလိုက်တဲ့ Premier League Round 6ရဲ့ September 28ရက်နေ့ည7:00နာရီပွဲချိန် မှာကန်ကောင်းမဲ့ပွဲစဉ်တစ်ပွဲနဲ့ပတ်သက်ပြီးပွဲချုပ်တုံးသက်ချက်အစီအစဉ်လေးရတော့တော့ပါပဲဗျဗီဒီယိုလေးကိုဆုံးရှုံးကြည့်ပြီးတဲ့ကျေးဇူးများကြီးတင်ပါတယ်ပွဲစုံရဲ့ Facebook နဲ့ YouTube Channel မှာ နောက်ဆုံးရဘောလုံးသတင်းညီနဲ့အတူဘောလုံးနဲ့ပတ်သက်တဲ့သုံးသက်ချက်တွေကိုတွားရ9000တာမီ Subscribe လေးလုပ်ပြီးပါလို့ပြောရင်းနဲ့ Norway ရဲ့ပွဲချုပ်သုံးသက်ချက်ပွဲပြီးသုံးသက်ချက်အစီအစဉ်နေနဲ့အတူနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံးဖြတ်ကြပါမယ်ဗျာကျေးဇူးများကြီးပါတယ်ကိုညီအစ်ကျေးဇူးပါ